ရဟံဘိအန္တဆေယံဒုက္ခတံအမိတံဝိရဆံလလိတံအတုလံသရဏံတိဘူဘတမယမကံဒုက္ခတံတရဏံဗနမမိစိနံဧဒေနသစ္စာဝိစေနဒုတိတေဟောတုတပ္ပတာဧဒေနသစ္စာဝိစေနဒုခိနောဝါခေမိနောဟွန်တုဒီနေ့နေဟောင်းကုံလို့ နှစ်သက်ကိုကျိုးဆူတဲ့မြန်မာနှစ်သက်ကိုကျိုးဆူတဲ့နေ့မှာအဒုက္ခပေါင်းလွင့်အင်းပြီးတော့စိတ်ချမ်းသာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနှစ်ပါးတို့နဲ့လူတိုင်းပြည့်စုံပါစေလို့ဥစွာပထမဆုံးယတနာ၃ပါးရဲ့ခုံတော်ကို ဥထိတ်ထားပြီးတော့မေတ္တာဖို့ဆုတောင်းပေးပါရဲ့ဒီအမ်ပြီးခဲ့တဲ့မြတ်မြတ်မာတက်ကဲနှစ်တစ်နှစ်လုံးဘုံမွန်တို့မြန်မာနိုင်ငံရေဖေးလဲကြီးခဲ့တယ်အခုမကြသေးခင်ကမြေငလျင်လည်းပဲအကြီးအကျယ်လှုပ်ခဲ့တယ် နှစ်တရာအတွင်းမှာအကြီးအကျယ်ဆုံးအင်အားအပြင်းထန်ဆုံးမြင်းကလေးလို့လည်းပြောကြတယ်အခုချိန်ထိအသေးပြောက်တွေအတိအကျတိချင်မှသိအောင်မယ်ဘာဖြစ်လို့တုံးဆိုတော့အင်းအချောင်းတွေတိုက်တွေပြိုကျတဲ့နေရာမှာအမ်အရှာလို့မတွေ့သေးတဲ့ ပုဂ္ဂိုလ်တွေလည်းရှိနိုင်တယ်လို့အဲပြန်ပြီးတော့အဲပြူကြတာတွေမဖယ်ရှားသေးလို့အဲဆင်းအတိကျမတိတဲ့ဒိဋ္ဌိလည်းရှိတယ်ဆိုလိုတာကဒုက္ခအတိနဲ့ကျော်လွားခဲ့တဲ့ဖြတ်ကျော်ခဲ့တဲ့နှစ်ပေါ့အဲ့ဒီလိုတဘာဝဘေးဒဏ်နေမကဘူးအဲစိတ်ထဲမှာတယောက်ကိုတယောက် အမယုံကြည်လို့မစိတ်ချလို့အမေတ္တာဖြတ်ဖြားလို့ဖြစ်ခဲ့ရတဲ့ဘေးတွေလည်းပဲအများကြီးရှိခဲ့တယ်အကဘာအနေနဲ့ကြည့်မယ်ဆိုရင်လည်းပဲအကဘာကုန်သွယ်စစ်ပွဲနောက်ပြီးတော့ရုရှားယူကရိန်းစစ်ပွဲအရှေ့လက်ပိုင်းစစ်ပွဲအစရှိပြင်စစ်ပွဲအကြီးတွေအကဘာရဲ့အရေးခင်အကြီးတွေလည်းတောက်လျှောက်လို့ဖြစ်ခဲ့တယ် အသေးစားတွေလည်းရှိတာပေါ့နော်အသေးတယ်လည်းတော့မဟုတ်ပါဘူးဆူဒန်တို့အီသီယိုပီးယားတို့အက်ဆစ်တွေလည်းသေးတာတော့မဟုတ်ပါဘူးအကြီးပါပဲအဲ့တော့ပြည်ပခိုင်နဲ့ပြည်နေတဲ့ကဘာကြီးဒါပြီးခဲ့တဲ့နှစ်ကြာမှဖြစ်တာလားဆိုတော့ဒီလိုလည်းမဟုတ်ပါဘူးကဘာအကြီးဟာဗုဒ္ဓမြတ်စွာဘုရားရဲ့သုံးသက်ချက်အရာဆိုရင်ပေါ့ဒါဆက်ကောက်တီတရားနာတော့တုတ်ထဲမှာ အသက်တွေတူထူလာတာလားအသက်တွေရှိရှိသွားတာလားစီးပွားရေးတွေကြကြသွားတာလားတက်တက်လာတာလားအဲငိမ့်ချမ်းလာတာလားဒါမဟုတ်အဲငိမ့်ချမ်းမှုတွေတပြေပြေကျော်နေတာလားအဲ့ဒါအာလုံးဟာနော်မနောတ္တမနောမယလူရဲ့စိတ်လူရဲ့နှလုံးသားကဖန်တီးတာပါ လူရဲ့နှလုံးသားဖန်တီးတာစိတ်ကအဓိကလို့ပြောနေတာပေါ့စိတ်သာရှင်စောဖရာဟောဆိုတဲ့အတိုင်းဒါချမလို့ဒုက္ခတွေအများကြီးတွေ့တဲ့အခါမှာကိုယ့်ရဲ့ဒုက္ခကိုလည်းပဲကြည့်ပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ self compassion ကိုယ့်ကိုပြန်ပြီးတော့ကရုဏာဖြစ်ရတယ်ကိုယ့်ကရုဏာဖြစ်ဖို့တတိမေ့ရင်ဒေါသဖြစ်တယ် ဒေါသဖြစ်တယ်မကျေနပ်တဲ့စိတ်တွေဖြစ်တယ်အမ်နောင်တရနောင်တရတဲ့စိတ်တွေဖြစ်တယ်အမ်တခါတခါကျတော့အမုန်းတရားအထိဖြစ်တယ်အဲ့လိုပေါ့ဒေါသဖြစ်တယ်ပေါ့အကျဉ်းချုပ်အောင်ဖြစ်တော့အဲ့ကြောင့်ဒေါသမဖြစ်အောင်ဒုက္ခနဲ့တွေ့တိုင်းကရုဏာဖြစ်ပါဘုရားမြတ်စွာဘုရားကညွှန်ကြားတော်မူတယ်ကရုဏာဖြစ်တယ်ဆိုတာလည်းပဲအတိညာလည်း ဒီမှန်ကန်တဲ့အမြင်လေးလေးပူတွဲပြီးတော့ပါမှာမှန်ကန်တဲ့အမြင်ဆိုတာကတော့ဒီလိုဒုက္ခဒုက္ခကြမှာဖြစ်တာမဟုတ်ပါဘူးရှေ့ခေတ်တုန်းကလည်းပဲမိတောင်တွေပေါက်ကွဲလို့ဆွန်းအမိတ်ဟေးဖြစ်ပွားလို့ဥရောပတိုင်းမှာရောအာရှတိုင်းမှာရောဒီလိုပဲဒုက္ခရောက်ကြတာမိတောင်တွေပေါက်ရင် ပေါက်ရင်နဲ့တစ်ချိန်တော့ဆိုရင်ဘောရဘုဒ္ဓနေအာ อินโดนีเซียလေအဲ့ဒေသတဝိုက်လုံးအဲလူတွေမနေနိုင်တော့ရှိတဲ့လူလည်းအသက်တွေအများကြီးပါသွားတယ်ဘလာတော်ဖြစ်သွားဆိုတော့အဲ့လောက်ထိကြီးမားတဲ့ဘောရဘူးတို့ဖရာကြီးတော်မှဖုံးသွားတာအဲ့လောက်ထိဖြစ်ခဲ့တယ်အဲတခြားနေရာတွေလည်းဒီတိုင်းပဲအဖရာเจ้าနေအဲ church เจ้าနေအဲအဲ့လိုဖုံးသွားတာ အခုပြောချင်တာဘာပြောချင်တာတော့ဆိုတော့ဒုက္ခကြမှာဒီလိုတဘာဝဘေးတွေဖြစ်တာမဟုတ်ပါဘူးတခြားချိန်မှလည်းပဲလူသားတွေရဲ့တက်တန်းတခြားလုံးမှာဒီလိုတဘာဝဘေးတွေ ਨੇ ကြုံခဲ့ရတာပဲစစ်ပွဲကစစ်ပွဲလည်းဒီတိုင်းပါပဲလူသားတွေရဲ့သမိုင်းမှာလေအော်ဂရိကနဲ့ကြီးမလားရိုမန်တွေကိုကြီးမလား အဲအိန္ဒိယနိုင်ငံတမိုင်းကိုကြီးမလားတရုတ်ပြည်တမိုင်းကိုကြီးမလားအဲမြန်မာနိုင်ငံတမိုင်းကြီးမလားအိန္ဒိယနိုင်ငံတမိုင်းကြီးမလားလက်တင်အမေရိကနိုင်ငံတမိုင်းကြီးမလားစစ်ပွဲတမိုင်းတွေကြီးပါပဲအဲ့ဒါကြောင့်မို့လို့ဒုမဖြစ်တယ်ဆိုတော့ unit ဖြစ်တဲ့သဘောမျိုးမမြင်ပဲနဲ့လောကကြီးထဲမှာလောကကြီးထဲမှာဖြစ်တဲ့ဖြစ်လေဖြစ်တတ်တဲ့ ဖြစ်လေဖြစ်တာရှိတဲ့လူသားနဲ့ဖန်တီးတဲ့ဒုက္ခတွေတဘာဝကဖန်တီးတဲ့ဒုက္ခတွေအဲ့ဒုက္ခတွေဖြစ်တတ်တယ်ဖြစ်လေရှိတယ်ဒါအလေးကိုအဲနှလုံးမှုဖို့အရေးကြီးပါတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ဒုက္ခခါမှာဒီလိုဖြစ်တယ်ဆိုပြီးတော့အဲ့လိုဟိုအထင်တတ်တယ်အဲဒီနေရာမှာအဖြစ်နဲတာဖြစ်များတာကြတော့မြတ်စွာဘုရားဟောတာတဲ့အတိုင်း ကိုယ့်ရဲ့စိတ်ကမေတ္တာများတယ်မေတ္တာခြေခံတဲ့လူများတယ်ဆိုရင်အာတက်တာတဲ့မေတ္တာခြေခံနဲတဲ့လူမေတ္တာခြေမေတ္တာအခြေခံအဲနဲတဲ့လူများတဲ့နေရာအမုန်းတရားတွေအဲတန်တရားများများတဲ့လူတွေများတဲ့နေရာအဲ့လိုနေရာမျိုးဆိုရင်တော့အခြေအနေက ဆုတ်ယုတ်တာမြန်ဆန်တယ်ကျဲ့ပြန့်တယ် ဒါဖြင့်အခုလောလောဆယ်တွေ့ကြုံနေရတဲ့အမ်ဘေးတွေအတွင်းဘေးအပြင်ဘေးတွေကိုဘယ်လိုလုပ်မှာတော့ဆိုတော့အမ်မန်လေးမှာပေါ့နော်အဲဖုံးဖုံးရဲ့အဲကိုင်းလေးတွေဆရာလေးတွေအမ်အဲ့လိုဘေးနဲ့ကြုံရတဲ့အခါမှာကိုယ့်ဘက်ကလည်းပဲတိုက်နိုင်တဲ့အဖက်ကအမ်လှုပ်ဘေးနိုင်ဆရာလေးတွေလှုပ်ဘေးတာပေါ့နော် အဲဂျာတရားနေပြီးတော့အမ်တချို့ကဒီ trauma ဖြစ်တယ်အဲစိတ်ဒဏ်ရည်တွေဖြစ်တယ်အဲကြောင့်စိတ်ဒဏ်ရည်တွေနည်းသွားအောင်ဘုမောဘာလောက်ခိုင်းတုံးဆိုတော့သူများရဲ့ဒုက္ခအကြောင်းတွေးပါအဲ့ကလေးတွေကိုနော်တခြားလူတွေရဲ့အာဒုက္ခကိုနည်းအောင်ဝိုင်းပြီးတော့ဆောင်ရွက်ပါတတ်နိုင်တဲ့အားလေးပေါ့ရေပက်ခတ်ပေးနိုင်လားဒါမှမဟုတ်အမ်ဒီ အုတ်ခဲအကျိုးပဲ့တွေကိုဖယ်ရှားနေမှာလားနော်7မိနစ်မိနစ်20မိနစ်30တနာရီတက်နိုင်တလောက်အဲလှုပ်လိုက်ရင်ကိုယ့်ရဲ့ဒုက္ခနည်းသွားလိမ့်မယ်ဒီအကြောင်းကိုအဟာဘတ်ဒက်ကူကအဘစ်စနက်စကူဘစ်စနက်စကူမှာ happiness ဆိုပြီးတော့ဒီပျော်ရွှင်မှုအကြောင်းသင်ကြားတဲ့ professor other bruce ကလည်းပဲပျော်ရွှင်ရင်ချင်တဲ့ပုဂ္ဂိုလ် သူများအကြောင်းတွေးရတယ်သူများရဲ့ဒုက္ခဒုက္ခကိုစိတ်ဝင်စားပြီးတော့ကိုယ့်ရဲ့လုပ်ငန်းထဲမှာသူတို့အတွက်ပဲတွေးပေးရတယ်ဆိုပြီးတော့သိပ္ပံဆန်ဆန်နာသိပ္ပံဤကြံကြပြောပြတယ်အောက်နောက်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့လည်းပဲဒေါက်တာမက်သျူရီကာဆိုတဲ့ပြင်သစ်နိုင်ငံကအာဗုဒ္ဓဘာသာဖုံးတော်ကြီးသိပ္ပံပညာရှင် ကြီးအပ်လည်းပဲအဲ့လိုပြောတယ် သူများအတွက်တွေးတဲ့ပုဂ္ဂိုလ် altruism ဆိုတဲ့သူ့ရဲ့စာအုပ်ထဲမှာသူရေးထားတာသူများအတွက်တွေးတဲ့ပုဂ္ဂိုလ်သူများတွေစိုးရိမ်တဲ့ပုဂ္ဂိုလ်ဟာအင်အားတွေပြည့်နေတယ်တွေအောင်နောက်ခါလည်းပဲပို့ပြီးတော့အင်အားရှိတယ်စိတ်ဖိစီးမှုတွေနည်းတယ်ပေါ့တွေးကြုံရတယ်ပြဿနာချင်းတော့တူတူပဲဒါပေမဲ့ကိုယ့်အကြောင်းပဲတွေးတဲ့လူနဲ့သူများအကြောင်းအထည့်ပြီးတော့တွေးတဲ့လူ กว่าเด้ถ้าจังตุอะคู่เฉยมาตุ๊ญ้ายทุกข์ကိုตัดแหน่ตะหลอกเนาะแท้สรรษาไปบ่โกทุกข์จี้နေတဲ့ญาติเนี่ยနေပြီးတော့ตะญาติတွေทุกข์ကိုလည်းပဲငဲ့ပြီးတော့ကြည်ပါအဲ့ဒါလေးအမ်အဲမှန်တယ်တိလို့အဲ့လိုဖုံးမွာတွေးတွေးချင်တယ်တွေးတယ်အဲ့ဒါကြောင့်မလို့ မေတ္တာတုတ်ရဲ့အနိတာရကသူခိနောမခေမင်းနောတို့သဗ္ဗတတဘုံတို့သူခိတတလူအများလူအားလုံးပေးခင်းပါစေအအဆန်းဆန်းအဆင်ပြေပါစေဒါမေတ္တာတုတ်ရဲ့အနိတာရအဲ့ဒါစိတ်ထားအဲ့လိုစိတ်ထားထားအဲ့လိုစိတ်ထားထားရဲဆိုရင်ဘုံတို့ဒီနှစ်သက်ခုဒီနေ့ကနေစလိုက်တဲ့နှစ်သက်ခုဒီထက်ပိုပြီးတော့ အရင်နှစ်တည်းပို့ပြီးတော့ကောင်းမယ်လို့ယုံကြည်စိတ်ချနိုင်တယ်ပေါ့အဓိကကတော့ကိုယ်ကိုယ်လည်းကရုဏာထားဖို့သူများလည်းကရုဏာထားဖို့အဲအခက်ခဲနဲ့တွေ့တဲ့အခါမှာကိုယ်ကိုယ်ကရုဏာဖြစ်ဖို့မမေ့ပါနဲ့ကိုယ်ကိုယ်ကရုဏာဖြစ်တဲ့အချိန်မှာတခြားလူတွေရဲ့ဒုက္ခကိုလည်းမမေ့ပဲနဲ့တခြားလူတွေကိုလည်းပဲ ကရုဏာဖွားပေးပါ self compassion and compassion for others အဲ့ဒီလိုဖြစ်တယ်ဆိုရင်တော့ဒီလာမက်နှစ်ဒီခေယုနာလူတိုင်းရဲ့နှလုံးသားမှာရှိတဲ့အ ਨੇ စုံလူအများစုနဲ့နှလုံးသားမှာရှိတဲ့ကရုဏာတရားကြောင့်အစအစရေပို့ပြီးတော့အစဉ်ပြေလိမ့်မယ်လို့ဘုမောကယုံကြည်မျှော်လင့်တယ်မျှော်လင့်တဲ့အတိုင်းပဲလိုက်ပဲဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုံတော်တရားတော်ကိုယ်တော်တန်ခိုင်းဂုံတော်ကိုဟုတ်တိုင်းတဲ့အာဥတိုင်းပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားအလုံးကဘာဘယ်နေရာမှာမစိုးမြန်မာနိုင်ငံသူနိုင်ငံသားအလုံးကဘာသူကဘာသားအလုံးဘေးကင်းရန်ကွာကျန်းမာချမ်းသာကြပါစေဘေးကင်းရန်ကွာကျမ်းမှာချမ်းသာကြပါစေဘေကင်းရံကွာကျမ်းမှာချမ်းသာစွာဖြင့် စိတ်ပိုင်းဆိုင်ရာဒုထေမှုရုပ်ပိုင်းဆိုင်ရာဒုထေမှုတွေကြိုးစားသမျှအောင်မြင်ကြပါစေကိုတွင်းကိုပါအိမ်တွင်းပါပြည်တွင်းပြည်ပါငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာပါဝင်နိုင်တဲ့ပါရမီရှင်များဖြစ်ကြပါစေ